တပတ်တာအတွင်းပြည်သူတွေကြားမှာစိတ်ဝင်စားမှုမြင့်တက်နေတဲ့မှုကင်းဖြစ်စဉ်တွေကမြိတ်မြို့မှာဖြစ်ပွားခဲ့တဲ့ဝိညာဉ်ကိုယ်တိုင်ဖော်ထုတ်ခဲ့တဲ့လူသက်အလောင်းဖြောက်တဲ့မှုမှာလွမြောက်နေသူတဦးကိုရဲတပ်ဖွဲ့မှလိုက်လံစုံစမ်းနေတယ်ဆိုတဲ့ဖြစ်စဉ်ပခောက်ကူမျိုးရှိကမ္ဘောဇာဗန်အများသုံးအိမ်သားကိုဓာတ်ဆီလောင်မီးရှို့ပြီးငွေလူရဖို့စ조사ခဲ့သူကိုပခောက်ကူအကျဉ်းတော်ကိုပို့ဆောင်ထားပြီးရမန်ယူထားတယ်ဆိုတဲ့ဖြစ်စဉ်မင်္ဂလာတော်မြို့နယ်မှာမူရစ်စေဝါးတွေစံချိန်တွင်ဖမ်းမိတဲ့မှုမှာထွက်ပြေးတိတ်ရှောက်နေသူ6ဦးကို လက်ရှိချိန်ထိဖန်ဆီးရမိခြင်းမရှိသေးဘူးဆိုတဲ့ဖြစ်စဉ်ကမာရွမြို့နယ်အတွင်းရှိ ADM ငွေထုတ်ဆက်မှ၁၈သိန်းကိုငွေထုတ်ကအတုနဲ့ခိုးထုတ်ခဲ့တဲ့ဘူဂေရီးယားနိုင်ငံသားကိုပုံမှန်တစ်ခုနဲ့စတင်တရားစွဲဆိုလိုက်ပြီဆိုတဲ့ဖြစ်စဉ်အဆရှိတဲ့မူခင်ဖြစ်စဉ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြေမြို့မှာဖြစ်ပွားခဲ့တဲ့ဝိညာဉ်ကိုယ်တိုင်ဖော်ထုတ်ခဲ့တဲ့လူသားအလောင်းဖြောက်တဲ့အမှုမှာ လုံမြောက်နေသူတို့ကိုရဲတပ်ဖွဲ့ကလိုက်လံစုံစမ်းနေတယ်ဆိုတဲ့ဖြစ်စဉ်ဖြစ်ပါတယ်မြေမြို့ငွေပလဲရက်ကွက်မှာဖြစ်ပွားခဲ့တဲ့ လူသက်လောင်းဖြောင်းတတ်မှုမှာလွမြောက်နေသူတူကိုရဲတပ်ဖွဲ့ဝင်တွေကလိုက်လံစုံစမ်းနေတာဖြစ်ပါတယ်။မြိတ်မြို့မြိတ်တောင်ကျေးရွာအုပ်စုမွေပလဲရက်ွက်မှာရှိတဲ့ကြက်မွေးမြူရဲချမ်းမှာဇန်နဝါရီလ3ရက်နေ့ကလူသက်လောင်းဖြောင်းမှုကိုဖော်ထုတ်နိုင်ခဲ့ပြီးလူသက်မှုကျူးလွန်သူတူကိုဖမ်းဆီးရမိထားပေမဲ့လည်းကြံတူးမှာလွမြောက်နေဆဲဖြစ်တယ်လို့မြိတ်မြို့မှာရဲစခန်းမှာစခန်းမှုဒူရဲမှုဝန်ဆောင်ဦးကပြောပါတယ်။ထွက်ပြေးလွမြောက်နေသူမှာရဲမင်းထွေးဆိုသူဖြစ်ပြီးလူသက်မှုကိုဒီဇင်ဘာလ6ရက်နေ့ကကျူးလွန်ခဲ့တာဖြစ်ကြောင်း ရဲမင်းတွေဟာအသက်ခံရသူရဲ့ဘိုက်ကိုဓာတ်နဲ့နှက်ချက်ထိုးခဲ့ပြီးဖမ်းဆီးရမိထားတဲ့ဇင်ကိုထိုက်ကလဲဘင်းကိုဓာတ်နဲ့လှီးခဲ့တာဖြစ်ပါတယ်။တေဆုံးခဲ့တဲ့အလုရှင်ကိုအောင်မိုးစိန်ဟာဒီဇင်ဘာလ9ရက်နေ့ကချမ်းအလုသမားဇင်ကိုထိုက်ကိုအလုနဲ့ပတ်သက်ပြီးစူပူချိန်မောက်ခဲ့တဲ့အညိုနဲ့ကြက်ချမိုင်ငွေတွေကိုလည်းပိုင်ဆိုင်လိုစိတ်ရဲ့ကြောင့်တပြက်ခဲ့တာဖြစ်တယ်လို့ရဲမှုကပြောပါတယ်။တေဆုံးသူမှာမိခင်ဖြစ်သူနဲ့တငယ်ချင်းဖြစ်သူကိုဝိညာဉ်ပူကတ်ချင်းအိမ်မပေးတာတွေပြုလုပ်ခဲ့ပြီးအမှုကိုဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ အခုလိုအိမ်မက်ပေးတာတကြောင်တေဆုံးသူရဲ့အကိုဖြစ်သူကဇန်နဝါရီလ2ရက်နေ့ကလူပြောက်တန်ချက်ဖွင့်ခဲ့ပြီးရဲတပ်ဖွဲ့ဝင်တွေကချက်ချံကိုစစ်ဆေးရမှာမတင်ကားတဲ့ခြံလုံးသမားဇင်ကိုထိုက်ကိုဖမ်းဆီးခဲ့ပြီးလူသက်အလောင်းဖျောက်ထားတဲ့နေရာကိုဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်ထွက်ပြေးလွမြောက်နေတဲ့ရဲမင်းတွေဟာ2015ခုနှစ်စက်တင်ဘာလအထိအဆိုပါချက်ချံမှာအလုံးသမားအဖြစ်လာရောက်လုပ်ကန်ခင်ပူတာဖြစ်ပါတယ်ပခောက်ကူမျိုးရှိကမ္ဘောဇာဗန်အများသောအိမ်သာကိုဓာတ်စီလောင်းပြီးရှုတ်ပြီးငွေလူရဖို့စ조사ခဲ့သူကို ်ပခောက်ကူအချင်းထောက်ကိုပို့ဆောင်ထားပြီးရမန်ယူထားတယ်ဆိုတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ပခောက်ကူမျိုးရှိကမ်ဘောဇာဘန်အများသောအိမ်သားကိုဓာတ်ဆီလောင်မိရှုပ်ပြီးငွေလူရက်ဖို့စ조사ခဲ့သူကိုပခောက်ကူအချင်းထောက်ကိုပို့ဆောင်ထားပြီးရမန်ယူထားတာဖြစ်ပါတယ်။ဒါအပြင်ကျူးလွန်ခဲ့သူဟာငွေရေးစေဝါတုံးဆွဲထားခြင်းရှိမရှိစေစစ်မှုတွေပြုလုပ်နေပြီးမျက်မြင်သက်သေတွေကိုဆက်လက်စစ်ဆေးနေတာဖြစ်ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးအရေးယူထားတဲ့အခြေအနေကိုပခောက်ကူမျိုးမရဲစခန်းမှာရဲမှုကြော်ဆိုးကအခုလိုပြောပါတယ်။ ဟေးဘာလို့လဲဒီအိုက်တရာကြည့်နေတော့ထုတ်ပြန်ပြီးကွာလောလောဆယ်တော့ခုဆေးဆေးလုံးမရှိသေးတယ်အဲငါတို့ဆေးစားတော့ငါတို့ရဲစီစားနေတော့ဆေးဖြစ်တာလည်းဘာလို့လဲအဲ့အခြေအနေတွေကတော့ဘာမှမသိရဘူးဩအမကပြေးလို့ရတယ်ပုံမှန်မို့လို့မပြေးတော့ဘူးအဲငါတို့ကညမတောင်ရှိတဲ့ပြည်ဖြစ်တဲ့သူတောင်နေမဲ့ပို့တာတော့အေးလောလောဆယ်တော့ဒီဆေးဆေးလုံးဖြစ်လို့မပြောနိုင်ဘူးကွာငါတို့ဆေးဆေးတဲ့ကာလကြီးဖြစ်တာလည်းမကြသေးဘူးအခုမှသုံးသပ်နေတဲ့လို့ရှိတယ်ဆိုပြောနေတယ်နော် ဖြစ်စဉ်မှာဇန်နဝါရီလ9ရက်နေ့မိုးလယ်ပိုင်းကပခောက်ကူမြို့ရှိကမ္ဘောဇာဘန်ကိုလာရောက်တဲ့အမျိုးသားတူဟာဘန်အောင်ဆုံးထက်မှာရှိတဲ့အများသောအင်တာအတွင်းပိုင်းကိုဓာတ်စီလောင်ပြီးရှုပ်ပြီးဘန်ငွေတွေကိုလူရက်ဖို့စ조사ခဲ့တဲ့အတွက်ဘန်ဝန်ထမ်းတွေကဝိုင်းဝန်းဖန်ဆီးခဲ့ပါတယ်။အများသောအင်တာအတွင်းပိုင်းကိုမီးရှို့ပြီးဘန်ငွေတွေလူရက်ဖို့စ조사သူမှာပေါ့မြို့နယ်လက်ပတ်လိုရင်းနယ်မြေမှာအကြီးတန်းစေးကုမျိုးဆက်ဖြစ်တယ်လို့လည်းသိရပါတယ်။ဖန်ဆီးရမိထားတဲ့ကုမျိုးဆက်ဆိုသူကိုပခောက်ကူမြို့မှာရဲစခန်းကပ9မြင်းဆောင်2016 ြည်မှုဆိုင်ရာဥပဒေပုံမှန်436မိရှို့မှုနဲ့အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။မင်္ဂလာတော်မျိုးနယ်မှာမူရင်းစေဝါတွေစံချိန်တွေဖမ်းမိတဲ့အမှုမှဖက်ပြေးတင်းချောင်းနေသူ6ဦးကိုလက်ရှိချိန်ထိဖမ်းဆီးရမိခြင်းမရှိသေးဘူးဆိုတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။မင်္ဂလာတော်မျိုးနယ်တွင်မူရင်းစေဝါတွေဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်မှာဖက်ပြေးလွတ်မြောက်နေသူ6ဦးရှိပြီး၎င်းတို့ကိုလက်ရှိချိန်ထိဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့မင်္ဂလာတော်မျိုးမရက်စခန်းကဒူရဲအုပ်ကြော်ထဲတွင်က မြောက်ပိုင်းခန့်တရားရုံးမှာစစ်ဆေးတဲ့ရုံးချင်းမှာလာရောက်ထွက်ဆိုသွားပါတယ်။မင်္ဂလာတော်မြို့နယ်ရှိကွန်တိုင်နာရေတံဆင်းပေါ်မှာမူရင်းစေဝါတွေစံကျင်ရင်ဖန်ဆီးရမိတဲ့ဖြစ်စဉ်မှာကျူးလွန်သူကလတန်မြင့်ဝမ်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမန်နေဂျင်းဒါရိုက်တာမင်းဦးခိုင်ပါဝင်ရှိဦးကိုဇန်နဝါရီလ6ရက်နေ့ကအင်းစိတ်မြို့နယ်မြောက်ပိုင်းခန့်တရားရုံးမှာရုံးထုတ်ခဲ့ပါတယ်။ဖပြေးတဲရှောင်းနေသူ6ဦးမှာဘဝထုံးခိုင်ဝင်းလိုင်ဦးဝင်းလိုင်ခန်ကျော်လင်းလှမောင်နဲ့ခိုင်ထူးတို့ဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်မှာဖန်ဆီးရမိသူတွေနဲ့ထွက်ပြေးနေသူ6ဦးကို မူရင်းစေဝါနဲ့စိတ်ကိုပြောင်းလဲစေတဲ့စေဝါမြဆိုင်ရာဥပဒေပုံမှန်20ကမြင်းဆောင်21ပြည်မှုဆိုင်ရာကျင့်ထုံးဥပဒေပုံမှန်92နဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်2015ခုနှစ်အတွင်းမင်္ဂလာတော်မြို့နယ်မှာမူရင်းစေဝါတွေဖန်ဆင်းရမိခဲ့တဲ့ဖြစ်စဉ်တခုမှာမင်္ဂလာတော်မြို့နယ်မှာကာလတန်ဖိုးချက်133ဘီလီယံကျော်တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြား268သိန်းကိုဖန်ဆင်းရမိတဲ့ဖြစ်စဉ်ဩဂတ်လမှာမြောက်ဒဂုံမြို့နယ်မှာ WY ပန်းရောင်မူရင်းစေဝါ15သိန်းကိုဖန်ဆင်းရမိတဲ့ဖြစ်စဉ် စနေမာလာ22ရက်နေ့ကတကောမျိုးသစ်အရှိပိုင်းတက္ကသိုလ်ရိပ်မှုအင်အားတွင်းရှိနေတဲ့မှာကျပ်7ဘီလီယံခန့်တန်ဖိုးရှိတဲ့မူရင်းဆေးပြားနှစ်တန်နဲ့အဆိုပါအင်အားမှာပဲကျပ်16ဘီလီယံကျော်တန်ဖိုးရှိတဲ့မူရင်းဆေးဝါးတွေထပ်မံဖန်ဆီးရမိခဲ့တာဖြစ်ပါတယ်။ကမာယိုမြို့နယ်တွင်ရှိ ATM ငွေထုတ်ဆက်မှကျပ်78သိန်းကိုငွေထုတ်ကအတုနဲ့ခိုးထုတ်ခဲ့တဲ့ဘူဂေးရီးယားနိုင်ငံသားကိုပုံမှန်တစ်ခုနဲ့စတင်တရားစွဲဆိုလိုက်တဲ့ဆိုတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလကကမာယိုမြို့နယ်တွင်ရှိ ATM ဆက်ကနေငွေ78သိန်းကို ငွေထုတ်ကအတုနဲ့ခိုးထုတ်ခဲ့တဲ့ဘူဂေရီးယားနိုင်ငံသားကိုဇန်နဝါရီလ10ရက်နေ့ကကမာယိုမြို့နယ်တရားရုံးမှာရုံးထုတ်ခဲ့ပါတယ်။ဘူဂေရီးယားနိုင်ငံသားကိုပုံမှန်380လာဝကအဥပဒေပုံမှန်73တိုနဲ့တရားစွဲဆိုလိုက်ပါတယ်။လာဝကအဥပဒေရတရားစွဲဆိုထားမှုနဲ့ပတ်သက်ပြီးဘူဂေရီးယားနိုင်ငံသားကသူ့မှာ passport ရှိကြောင်းတရားခွင်မှာပြောကြားခဲ့ပြီးတရားသူကြီးကလာမယ့်ရုံးချိန်မှာ passport ကိုတရားရုံးကိုတင်ပြဖို့ပြောကြားလိုက်ပါတယ်။2015ခုနှစ်နိုဝင်ဘာလ10ရက်နေ့ညနေပိုင်းကလေဒန်စင်နာရှိ ADM ဆက်နဲ့လေဒန်စင်ဂီယာရှိမှရှိတဲ့ ADM ဆက်တွေမှာ ဘူဂေးရီးယားနိုင်ငံသားတဦးကငွေထောက်ကတ်အတုတွေဖြစ်တဲ့ Visa ကတ်အတု, Master ကတ်အတု, Mastercard ကတ်အတုတွေနဲ့ငွေကျပ်ရှစ်သိန်းကိုထုတ်ယူခဲ့တာဖြစ်ပါတယ်။အဆိုပါဘူဂေးရီးယားနိုင်ငံသားကိုဒီဇင်ဘာလ17ရက်နေ့ကတော်ဒရာမြို့နယ်ရှိဟိုတယ်တစ်ခုမှာငွေကျပ်492သိန်း Sterling ပေါင်း2095ရွက်နဲ့တခြား၎င်းအသုံးပြုတဲ့ပစ္စည်းတွေနဲ့အတူရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပါတယ်။အဲ့ဒီဘူဂေးရီးယားနိုင်ငံသားဟာ2015ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကမင်္ဂလာတောင်ကျွန်းမြို့နယ်ယောဇနာပလာဇာမှာရှိတဲ့ကမ္ဘောဇာဘဏ် ATM ဆက်ကနေပြီးတော့ငွေကျပ်၄သိန်းကို ငွေထုတ်ကအတုနဲ့ထုတ်ယူခဲ့တဲ့အပြင်2015ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ကလည်းမင်္ဂလာတောင်ကျွန်းမြို့နယ်အောင်ဆန်းကွင်းကကမ္ဘောဇားဘဏ်ခွဲမှာရှိတဲ့ ATM ဆက်ကောင်နေပြီးတော့ငွေကြက်5သိန်းကိုငွေထုတ်ကအတုတွေနဲ့ထပ်မံခိုးထုတ်ခဲ့တာဖြစ်ပါတယ်ဇန်နဝါရီလ9ရက်နေ့နနက်တနားခွဲဝန်းကျင်ကမင်္ဂလာတောင်ကျွန်းမြို့နယ်အတွင်းရှိမင်္ဂလာစင်းမိလောက်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးမိသက်ရင်115စီးနဲ့ညှိနှက်ခဲ့ရပါတယ်။မိကျွေးမိကျန်တွေကိုဇန်နဝါရီလ9ရက်နေ့နနက်7နာရီဝန်းကျင်ထိညှိနှက်နေရဆဲဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုမှာလေးလောက်မှရှိတဲ့ဆေးပစ္စည်းနဲ့အလကုန်ပစ္စည်းတွေကိုအဓိကရောင်းချတဲ့အထက်မှာစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးမနက်၃နာရီခွဲဝန်းကျင်မှာ၅လကိုကူဆက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။မီးလောင်ကျွမ်းမှုခြေနေနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီးမီးသက်ဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးတော်တာကအခုလိုပြောပါတယ်။ကျွန်တော်ရောက်တဲ့အချိန်မှာလေးလောင်ကနေပြီးတော့တစ်ပြင်လုံးတော့လောင်နေတဲ့အနေအထားရှိပါတယ်။တော်နေတော့လေကျွန်တော်မိသက်ကားတွေကဟိုဒီလူလူအမြင်ရတော့ကျွန်တော်မိသက်ကားတွေကရင်မတော်ဘူးလို့မြင်မှာပေါ့သို့တော်လည်းပဲကျွန်တော်တို့က ဒီမိတွေကအတွင်းထဲကလိုက်လောင်နေတာဖြစ်တဲ့အတွက်ဒီစစ်လေကကွန်အတွင်းကနေမိတွေပြုတ်ကျနေတော့အောက်ထက်တွေကူးမှဆိုးတဲ့အတွက်ကျွန်တော်အဲ့ပိုက်တွေကိုအတွင်းထဲကနေဆွဲပြီးဆွဲပြီးတော့မှပိုက်တွေနဲ့ပိုက်၅ပိုက်လောင်နေကျွန်တော်တို့ကအတွင်းထဲကနေဟိုအပြင်ဘက်ကိုမိကိုတွန့်တုံတဲ့အနေအထားမျိုးကျွန်တော်တတ်ပြရတာဒီမှာကြည့်ရတော့အတွင်းထဲမှာတော့စစ်စစ်ထားသူမိတွေကစဉ်းမကြတာပေါ့ကျွန်တော်တို့ပဲ ပုံထားတဲ့လောင်စာအပုံလေးပေါ်ကနေကြော်ဖတ်ပြီးတော့ဆွဲရောက်ပြီးတော့ကျွန်တော်အတွင်းထဲမှာလာရင်းသားတဲ့အခြေအနေဖြစ်ပါတယ်။ကျွန်တော်မင်းငင်းမီးကိုထိနိုင်တာတော့ကျွန်တော်တို့305 305မှာကျွန်တော်မီးထိနိုင်တဲ့အခြေအနေ။ကြောင်းရင်းနဲ့ဆုံးရှုံးမှုကတော့ကျွန်တော်တို့မရှာသေးပါဘူး။ဒီဒီမီးကငင်းသားဆဲရရှိပါတယ်။မီးလောင်ကြောင်းမှုဟာမနေ့တနားရီ45မိနစ်မှာစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးမနေ့9နာရီကျော်မှာမီးထိနိုင်ခဲ့တာဖြစ်ပါတယ်။မီးလောင်ကြောင်းမှုကို level 5အဆင့်သတ်မှတ်ပြီးမီးတပ်ရင်96စီးရေတပ်ရင်29စီး ၊လေကားတယင်၄စီး၊ဝါတာတာဝါ၂စီး၊အထောက်ကူပြုယင်၇စီး၊အုပ်ချုပ်မှုယင်၁၇စီးတို့အပါအဝင်စုစုပေါင်းမိသက်ယင်၁၁၅စီးနဲ့ငြိမ်းသက်ခဲ့တာဖြစ်ပါတယ်။မီးလောင်ကျွမ်းမှုကြောင့်အရသာတအူးနဲ့မိသက်ဝင်တဲ့အူးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မင်္ဂလာစင်းမီးလောင်ကျွမ်းမှုကြောင့်လုံခြုံရေးအခြေအနေအရယူစနာပလာဇာနဲ့ပလာဇာရှိမှာရှိတဲ့ပညာတလလမ်းမကြီးကိုလည်းပိတ်ဆို့ထားဆဲဖြစ်တယ်လို့သိရပါတယ်။မီလောင်ကျွမ်းတဲ့ပတ်ဝန်းကျင်ကိုရန်ကုန်တိုင်းဒေသကြီးမှာတက်မတော်တည်ရင်တွေကိုတိုင်လုံခြုံရေးရယူပေးခဲ့တာဖြစ်ပါတယ်။ မီလောက်ကျွမ်းမှုကြောင့်ပျက်စီးဆုံးရှုံးမှုတံမိုးနဲ့လောင်ကျွမ်းမှုဖြစ်စဉ်ကိုမသိရှိရသေးဘူးလို့လည်းသိရပါဗျာ။